ားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ခွန်အား channel ကနေကြိုဆိုပါရစေ။ကျမကတော့စာဖတ်သူ K ပဲဖြစ်ပါတယ်။ကျမအခုပတ်ပြမယ့်ဝတ္ထုတိုလေးကတော့ဆရာခက်စော်ရေးသားထားတဲ့အဖျော်စရာဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်ရှင်။ပြောစရာ ျော်စင်ဟာသူ့အဖျော်ခံရဲ့အထဲကအကြည်ကွက်လူစီအဆက်တွေမရှိတဲ့စပွဲတောင်မှာအနီအောင်ကော့ကျွတ်နဲ့ကော့ထားတဲ့လေးတောင်မှန်ကိုထောင်းလိုက်တယ်။တန်းပေါ်မှာတင်ထားတဲ့ရရန်ရာအုံးစီပလင်းကိုယူပြီးလက်ဖွာရဲထဲတယ်။နှစ်ပေါင်းများစွာမီးဟိုးချက်နဲ့ဆွဲနေတဲ့သူ့ရဲ့သပင်ရှိရှိတွေပေါ်လက်ထဲကအုံးစီကိုပုတ်ချအဖက်ဖက်တွေကွာနေတဲ့ကော်ဘင်းကိုစပွဲအောက်ချင်းထဲကနေထုတ်ပြီးစပင်းတွေကို နောက်လှန်ဖြီးတယ် ရေအိုးထဲကရေနည်းလေးကိုခက်နဲ့ခက်ပြီးလက်ဘွားပေါ်လောင်းနေတဝက်ကျိုးပြီးပါလက်နေတဲ့ရွှေပြည်နန်းတထဟာခွဲကိုလက်ဘွားပေါ်တင်ပုတ်သွေးပြီးသူ့မျက်နှာညူညူချမ်းချမ်းကြီးပေါ်လိမ့်ချလိုက်တယ်သူ့မျက်နှာတစ်စိမ့်စိမ့်ကြီးကတသိမ့်သိမ့်အချစ်တွေလောက်ခက်လို့လားသူ့အပြုံးတွင်ငေးကငေးမိုင်းက ဆူဆန္နာထွန်းရဲ့တသိမ့်သိမ့်သူချင်းကိုကောင်တာထိုင်နေတဲ့ကိုသိန်းကဖွင့်လိုက်တယ်။ဒါဟာမကြာခင်စိုင်ပိတ်တော်မယ်ဆိုတဲ့အချက်ပြချင်းနှစ်ဖက်ဤဆိုင်နဲ့ထိုင်နေကြသူတွေကအလိုက်တတိပဲပဆက်ရှင်းပြီးပြန်မို့ပြင်ကြပြီ။ဒီဆိုင်ကဆိုင်စားဖွင့်ရင်မြမပြီးဒိန်းတန်ရဲ့စုံတော်မြိုင်စီရီဖွင့်ပြီးဆိုင်ပိတ်ရင်စိုးဆန္ဒထွန်းရဲ့တသိမ့်သိမ့်သူဒီဆိုင်မှာထိုင်နေကြသူအားလုံးဒီအထာကိုနှက်နေကြပြီးသားအဖျော်ဆရာကလည်းဂရီပါသားဂျင်းပေါင်းပြီးနဲ့ စပူရှက်ဖြူကိုတည်တည်တတ်တတ်ဝဲလို့တနခါဖွေးသာသပင်းစီရွှဲရွှဲနဲ့ထွက်လာပြီပစိန်ပုံဆွဲသည်လေးပါတဲ့သူ့ရဲ့တကြက်သားရွှေဆွဲချိုးကိုမြင်အောင်စပူရှက်လဲပင်ကျဲသည့်နှလုံးကိုဖြုတ်ထားသေးတယ်ဆိုင်ပိတ်ခါနီးအချိန်တောက်နေကြဖောက်တဲ့တယောက်ရောက်လာခဲ့သည်ရှိအောင်အဲ့ဒီလူဟာအဖျော်စရာရဲ့လက်ရကောင်းကောင်းကြဆိုင်အရသာကိုဘယ်လိုမှမာရမှာမဟုတ်တော့ဘူးလူချင်းဘလောက်ယဉ်နေနေပါစေဒီအချိန်မှာတော့ ဖြောစီဟာဟာအာနာပါနာတောင်းဖြောပေးမှာမဟုတ်ဘူး။ဆိုင်ရှင်နေခိုင်းလဲ sorry ဇာမင်းစင်းဖြောခိုင်းလဲ sorry ဖြောစီဟာဝင်းနီယာကိုအိတ်ကက်တဲထက်ဆိုင်ရှင်ကသူ့ကို လာစားတဲ့ကအရစ်ချဖြတ်ပြီးပြန်ရောက်ထားတဲ့လက်ကင်အဖြောင်းနဲ့ဂျပန်စပိန်အနက်လေးကိုစီးပြီးနှွင့်ထက်သွားတယ်။ည9:00နာရီဆိုတာတချို့တွေအတွက်အိမ်ပြန်ချိန်အဖြောစီဟာအတွက်ကတော့အခုမှညရဲ့အရာတော်ကိုစတင်ခန်းစားရ။ လကဘာစားတော်ဇက်ဆိုတဲ့စီးပြဲနေတဲ့တက်သားဆိုင်မှုရှိတဲ့အဆောက်အုံရှိမှာအဖျော်ဆရာဟာစပိန်ကိုရက်တောက်ထောက်လိုက်တယ်။ဆိုင်လေးဟာတကားတချမ်းကိုပိတ်ထားလိုက်ပါပြီ။မကြခင်ဆိုင်သိမ်းတော့မယ်ဆိုတဲ့သင်္ကေတ။ဝိုင်းနေအကုန်လုံးလဲမူးနေကြပြီ။ပဆက်ရှင်းသူကရှင်းအချင်းချင်းညင်းသူကညင်းပခုံးဖက်သူဖက်ရိုင်းထိုးထိုးရက်သူကရက်အိမ်ပြန်ချင်းကိုဘက်ကီယာထိုးကြခြင်းကို ဖြောစရာကတော့အခုမှဆမှာဖြောစရာဟာယုံကြည်ချက်အပြည့်ခြေလမ်းတွေနဲ့အရက်ပလင်းတွေထောင်ထားတဲ့ကောင်တာရှိကိုသွားတယ်။ဟဲ့အကိုကြီးလာပြီဒီညအသေးမြကြော်လေးခြံထားပေးတယ်နော်ထုံးစံအတိုင်းတစိပ်ပဲမလားကောင်တာနောက်ကကျစ်စာမီကြီးနှစ်ဖက်ကိုစုံချရင်တနခါအဖွေးသားနှကန်းနီဖုံဖုံနဲ့ခတ်တွတ်တွတ်မျိုးသမီးကိုအဖျော်စရာဟာတွားကြီးတွေပေါအောင်ပြုံးရင်ကောင်တာနဲ့အနီးဆုံးက မောင်ရေးကြတဲ့ဝိုင်းမှာတွားထိုင်နေဒီရက်ဒေတာမှာ OP လို့ခေါ်တဲ့အရက်ဖြူတစ်စိတ်ထဲထားတဲ့ဖန်ခွက်ရဲ့ဂိုင်းဖန်ခွက်ကြီးတစ်ခွက်ရဲ့တံမြာသီးစိတ်ဘေးမှာ စားပုံထားတဲ့ကော့ပကံတစ်ချက်ရဲ့ကျအသေးမြက်တပွဲရဲ့ကိုအမျိုးသမီးက လာချပေးတယ်။အရက်ပလင်းကိုစပွဲပေါ်အတင်အမျိုးသမီးရဲ့ရွှေလက်ကောက်တွေအများကြီးဝတ်ထားတဲ့ညာဘက်လက်ဟာအဖျော်စရာရဲ့ဘဲဘက်လက်ဖုံးမိုးနဲ့မတော်တဆလားတော်တဆလားမသိ ဖြက်ခနဲထိမိဖျော်စရာဟာဓာတ်လိုက်သွားတယ်လို့ရှင်ကနေဖိန်ကနေဝါကအကိုကြီးနောက်ကျနေလို့ဒီညများမလာတော့ဘူးလားလို့ဝါဆိုတဲ့အမျိုးသမီးကဘာခံစားချက်မှမဖြစ်တယ်လို့ပြောလိုက်မှအဖျော်စရာဟာပလတ်စတစ်ရေခရီးကိုကင်ပြီးဘေးကရေခွက်ထဲနောင်ထည့်နိုင်တော့တယ်ကျက်အသေးမြင့်လေးကကောင်းမကောင်းအကိုကြီးရဲ့ ိုကောင်းဆိုင်ကားဆရာအောင်သိန်းတို့လာတာတောင်းဝတ်ထားတာအကိုကြီးဖို့လေဝါဟာမျက်ဆောင်လေးတစ်ချက်လက်ခနဲပြစ်ပြီးငွေရှင်းမဲ့အပြင်ကဝိုင်းစီ ထွက်သွားတယ်အဖျော်ဆရာဟာခွက်ထဲကအရက်ကိုတမော့မော့တယ်မျက်လုံးတွေကိုမှိတ်ထားပြီးရှာပြားကနေလဲချောင်းလဲချောင်းကနေဝမ်းကောင်းတဲ့အထိတီအီအပူရတာဩအရတာခံနေဝါ သူ့စိတ်ထဲကနေတောင်းခတ်တိုးတိုးပဲခေါ်လိုက်တာပါဘယ်သူမှမကြားနိုင်တာသိ၍မဲ့ဘယ်သူများကြားသွားလိမ့်မလဲဘေးဘီကိုရှက်စနိုးနဲ့တစ်ချက်ကြည့်တယ်။ဝါကတော့တင်းကာနေအရွက်ဝိုင်းနေကြပြေလွာဖြောစီဟာဖန်ခွက်ကိုနောက်တစ်ချိန်မောချလိုက်ပြန်တယ်။ဖြူဖြူပြားပြားနီနီဝါဝါဝေးစားမြူးလို့လွင် ော်ဒီယုံဟော်ဒီယုံဗန်းမျိုးစုံနဲ့ပြင်စောင်းပေါက်တွေဆိုင်ရှိကိုထုတ်ကြံတခြင်းတွေဝေစားနေအောင်ဖွင့်ထားတဲ့လကဘာဆိုင်ရှိမှာအဖျော်ဆရာရဲ့စပိတ်ဟာထိုးရလိုက်တယ်ဟဲအကူကြီးနေခင်ဘက်ကြီးလာတယ်နော်အင်းလေတကြံရဲ့ဆိုတော့ဆိုင်ပိတ်မှာပေါ့လာလာရီစုကြီးနဲ့ချမ်းနေတော့မယ်အဖျော်ဆရာဟာနေကမျက်မှန်ကိုချုပ်ပြီး ရေဆူနေတဲ့သူ့စပင်ရှိရှိကိုဖြာကနေဖြာကနေခါလိုက်တယ်။အမီးကတော့ဒီနေ့ဝါရုစတူဒီတာလောက်တဲ့မုံလုံးရေပေါ်ရှိမယ်။ကျန်နာတွေကညနေမှကြော်လို့ရမှာ။ထုံးစံအတိုင်းတပိုင်းမဲမို့လားကိုကြီး။ရေဆူနေတဲ့အဖျော်စရာဟာခေါင်းငိတ်လိုက်တယ်။ OP တပိုင်းထည့်ထားတဲ့ပလင်းကြီးကြီးလေးပြီးတော့အုံဒီမော့မော့တွေဖြူထားတဲ့မုံလုံးရေပေါ်။ဝါကိုရိုင်းလုံးထားတာနော်။ရေုပ်သီးရောတတိထား။ဝါဟာ ပထောက်ပန်းတွေပန်းထားတယ်။မျက်နှာမှာလည်းရေထိထားတဲ့မိတ်ကက်တွေနဲ့ဖျော်ဆရာဟာထုံးစံအတိုင်းတစ်ခွက်ငှက်တော့တယ်။ဝါ။နှကန်းလုံယုံခတ်တူတူခေါ်ကြည့်ရဲ့။စိုင်ထဲမှာဖွင့်ထားတဲ့ TV မှာမင်းသမီးခင်တန်းတို့ဟာဖျားဆောင်တန်းတစ်ခုမှာမျက်လုံးလေးပုတ်ခတ်ပုတ်ခတ်နဲ့တစ်ခုခုကိုမျောလင့်နေတဲ့ပုံစံနဲ့စိတ်ငနေခံစားချက်ချက် TV ကိုမောကြည့်နေတဲ့ဖျော်ဆရာဟာအလန့်တကြားဖြစ်သွားပြန်တယ်။ တို့အကိုကြီးကိုရေလောင်းလိုက်ပြီကွဝါဟာရေခဲစိန်ထားတဲ့ရေနဲ့အဖျော်ဆရာရဲ့ခုပ်ပိုးကနေနှောင်းချလိုက်တာပါဝါရည်နေတယ်တီဗီထဲမှာ ခင်တန်းတို့ကငိုနေတယ်အဖျော်ဆရာကတော့ရှက်ပြုံးကြီးနဲ့အဲ့ဒီနေ့မှာအဖျော်ဆရာဟာညဆိုင်ပိတ်ချိန်အထိရက်တွေမှားတော့တယ်ဝါကိုယ်တိုင်ချက်တာလေးဆိုတဲ့စကားလုံးကိုမြည်တယ်ဝါရဲ့မျက်စောင်းလေးတွေကိုမြည်တယ်ဝါလို့ဘယ်သူမှမကြားအောင် ခတ်တိုးတိုးခေါ်ကြည့်တယ်။တနေ့ကဝါရဲ့ချစ်စာမီးတွေကိုငေးပြီးအရက်တောက်ရတာကိုလည်းအဖျော်စရာအယမ်းပျော်ခဲ့တယ်။တကြံအပြီးမှာတော့အဖျော်စရာဟာဝါရဲ့ညတွေအပြင်ဝါရဲ့နေ့တွေကိုပါထတ်တိုးဖန်တီးလာတယ်။အလုတ်ချိန်မှာအယမ်းမတောက်ပါဘူးဆိုတော့ဆိုင်းရှင်ကိုပေးထားတဲ့ဂရီဟာဝါဆိုတဲ့နာမည်တလုံးချားမှာပြက်ပြဲလာတယ်။ဆိုင်းရှင်လျှင်လျှင်လစ်တလို့စပိန်နဲ့ထွက်သွားတယ်။ဝါကမ်းပေးမဲ့ရက်တစိမ့်နဲ့ ချိန်ဘလောက်ရရအဖျော်စရာမရှိတဲ့အခါမုတ်စရာတွေစပွဲတို့တွေကလက်ဖက်ရည်ကိုဖြစ်တလို့ဝင်ဖြော်ကြရတယ်လက်ဖက်ရည်သမားတွေအတွက်အရသာဆိုတာခံစားချက်လိုပဲအလိုလျောက်ခွဲခြားနိုင်တယ်စီမျောနိုင်တယ်နာကျင်နိုင်တယ်လက်ဖက်ရည်တစ်ခွဲရဲ့ဂုံတဲ့ဟာဆိုင်ရှင်စီ ပြန်ပြန်ရောက်တယ်အဖျော်စရာဟာဒီပြဿနာကိုဆိုင်ရှင်မသိအောင်ရှင်းဖို့အားထုတ်ရတယ်တစ်ချိန်ကအချာကြီးဆက်ရင်တောင်ဘသူ့ဟိုမှာအဖျော်ခံနေပေးမဝင်မဲ့ ခန္ဓာကိုယ်နဲ့ကွယ်ပြီးမှဆက်တက်တဲ့အဖျော်ဆရာဟာသူ့အဖျော်ခံထဲမှာကော်ဖီမဲ့ပလိန်လိုမျိုးရင်းနှွေးပဲထည့်ရတာဟိုတောင်သူကလွဲပြီးဘသူ့မှဝင်လောက်တာကိုမကြိုက်တဲ့အဖျော်ဆရာဟာဝါနဲ့အဖျော်ခံကိုအလဲလဲလုပ်တယ်ဆန်ရှင်မရှိတဲ့အချိန်တိုင်းအဖျော်ခံကို မုန့်ဆရာဇပွဲတို့တွေလက်အပ်ပြီးအဖျော်ဆရာဟာဝါလက်နဲ့ချင်တွေ့ပြီးမှအရက်တစ်ခွက်စီပြီးတော့တယ် လုတ်ပြုတ်လဲဘာဖြစ်လဲအကိုကြီးရဲ့အခိုက်အတန့်မဲဝါဆိုင်မှာအကျွေးထားလို့ရပါတယ်ဒီလူဒီလူတွေဟာကိုဝါအဖျော်စရာရဲ့လေဘင်းကတစ်ချက်သားရွှေဆွဲကျိုးကိုဖျက်ခနဲကြည့်ရင်ပြောပါတယ်ခေါင်းငိုက်ဆက်ကြနေတဲ့အဖျော်စရာဟာစီမလိန်နိုင်တော့တဲ့သူ့သပင်ရှည်တွေကိုတက်တင်လိုက်ပြီးဝါကိုပြုံးပြလိုက်တယ်ဟဲဒါဆိုအကိုကြီးအိမ်လေးရောင်းလိုက်ပြီပေါ့ဝါဟာ ဆိုရင်တော့ကပြာပါရအတန်လေးနဲ့ရေဘက်ကိုဖိလို့ OP တလုံးချက်ချီတော့တပွဲချပေးပြီးမျက်ဆောင်လေးချိတ်ပြန်တယ်ပြီးတော့အဖျော်ဆရာရဲ့ရှေ့တက်တဲ့ခုံမဝင်ထိုင်ရင်ဗလာဆောင်တို့ကိုစပွဲပေါ်တင်လိုက်တယ်ဒါကဆွဲကျိုးနဲ့ခြေတဲ့စီးရင်ဒါကစပိန်ဘိုးနဲ့ပြန်အမ်းပြီးနောက်ပိုင်းအကိုကြီးတောက်ထားစားထားတဲ့စည်ရင်တွေဒီကနေ့စတယ်ဒီမာလီ ဝါဟာအချက်နဲ့အလက်နဲ့အကိုးနဲ့အကားနဲ့အထောက်နဲ့အထားနဲ့အဖျော်ဆရာကတော့ဝါတတာမျက်လုံးတွေနဲ့ဝါထိန်ထိန်အသားရည်နဲ့ရှုပ်ပွားနေတဲ့သဘင်နေနဲ့ကားထွက်နေတဲ့မီးရိုးနှစ်ဖက်နဲ့တုံကြီးနေတဲ့လက်နဲ့အယောင်မထွက်တော့တဲ့အနှွေးတွေကြီးအောက်ကတဝါတယ်ဝါနေတဲ့အသေးနှလုံးကြီးနဲ့ဝါတွက်ပြတာမှန်နေတော့အကူကြီးအဖျော်ဆရာဟာဘာမှမငင်းခဲ့ ဝါကိုလည်းမငင်းခဲ့အရက်ကိုလည်းမငင်းခဲ့ဝါမို့လည်းမငင်းခဲ့မငင်းနိုင်ခဲ့အရက်မို့လို့လည်းမငင်းခဲ့မငင်းနိုင်ခဲ့ဒီလိုနဲ့အဖျော်ဆရာရဲ့အယိုးကောက်ကလက်တွေဟာကျွကျွအိအနီနဲ့ပတ်ထားတဲ့ငွေတစ်ထပ်ကိုဖြီးထုတ်လိုက်တယ်ဈေးကြီးစီကိုသွားတဲ့လမ်းမှာဈေးရက်တစ်ခုရှိတယ်အဲ့ဒီဈေးရက်ဘေးမှာတော့ရင်ခွဲရုံလို့ရေးထားတဲ့အဝါရောင်အဆောက်အဦဝါဟာ အမီးလုတ်စရာတွေဝဲဖို့ဈေးယူကိုတွားတိုင်းဒီရှိရောက်ရင်အသက်ကိုအောက်မျက်နှာကိုဟိုဘက်လွှဲထားတတ်တယ်တခါတလေလူတွေပုံနှံ့တွေဘာတွေလဲရှိအလောင်းတွေတဲလာတာတွေဘာတွေလဲရှိတာကိုအခုလဲဝါဟာဆွဲချင်းကိုပေါင်ပေါ်တင်ပြီးဟိုဘက်ကိုမျက်နှာလွှဲထားတယ်ဝါယူရှာဆက်ဆုပ်စွာမျက်နှာလွဲထားတဲ့ဇေယျရဲ့တောင်းတနေရမှာတော့ဖြာစုပ်တစ်ချက်ပေါ်မှာလှဲဖားဥတွေဆွဲပြီ ဝါထင်နေတဲ့ခေါင်းအုံးပေါ်ခေါင်းတင်ရင်အသက်ကိုခက်ခက်ခဲခဲရှူနေတဲ့အဖျော်စရာရှိနေတယ်။အဟာရပြက်လက်လို့ကျုံလီနေတဲ့လက်ကလေးတွေဟာအဖျော်စရာရဲ့ဗိုက်ဘူဘူပေါ်မှာကောက်ကွေးလို့ဆွေမရှိအမျိုးမရှိလမ်းဘေးနေလမ်းဘေးစားတေဂာနီအသေးအောင်အတော်ယောဂတဲ့အရက်သမားတယောက်ကို ရင်ခွဲယုံနဲ့အနီးဆုံးစရက်ပေါ်ကိုဘသူတွေက လာထားသွားခဲ့ကြမှန်းတော့မသိဘူးအဖျော်စရာဟာအသက်ကိုအာယူပြီးရှူနေတယ်နှုတ်ခမ်းဖွေးဖွေးတွေကတဆက်ဆက်လှုပ်နေတယ်အရင်အရင်ကလိုဝါလို့ဘယ်သူမှမကြားအောင်ခတ်တိုးတိုးခေါ်နေသလားပဲပြီးတော့မြက်တွဲဟောက်ပတ်ထဲကပြုတ်ထွက်နေတဲ့ဝါထိန်ထိန်မျက်လုံးတွေဟာဇရက်ရဲ့ထုတ်တန်းနေစီတစ်ချက်လှန့်ကြည့်ရင်အသက်ရှူရွက်သွားတော့တယ်ဝါစည်းလာတဲ့စိုက်ကားဟာ ရင်ခွဲရုံကိုကြောသွားခဲ့ပြီ။ဝါဟာဒီတော့မှအသက်ကိုဝဝရှူတယ်။မျက်နှာကိုဈေးရှိရာတူရှူအရက်စီဥတီတယ်။တခါကဖျော်စရာတယောက်ရှိခဲ့ဘူးဒီကိုတော့လကဘာစားတော်ဆက်မှ မဝဝဝင်တတိယမယမပြောတတ်ပါ။ခက်စောနာစင်ကသာပြည့်ရက် ဘူးကျေးဇူးတင်ရှိပါတယ်ရှင်။ကျမတို့ရဲ့ခွန်အား channel ကနေဒုတာရတာအဆောင်တွေကိုတင်ဆက်ပေးသွားမှာမို့ကျမတို့ channel လေးကို like and subscribe လုပ်ပေးဖို့မမေ့ပါနဲ့ရှင်။ကျမတို့ပြည်သူပြည်သားအားလုံးကိုစိတ်နှပါ ရွှင်လန်းချမ်းမြေ့ကြပါစေရှင်။